နေ့စဉ်မိုးလေဝသတင်း2025ခုနှစ်နိုဝင်ဘာလ25ရက်နေ့ည9နာရီအချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လေအော်ချီနေယနေ့မြန်မာစံတော်ချိန်ညနေ9နာရီအချိန်တိုင်းထွာချက်များအရကပလီပင်လေပင်တောင်ပိုင်းနှင့်ရင်းနှင့်ဆက်ဆက်လျက်ရှိသော မလက်ကာရေလက်ကြာနီးတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်တိတိတသာ၍လျားခြင်းမရှိဘဲဆက်လက်တည်ရှိနေပါသည် အဆိုပါမုံတိုင်းငယ်သည်မြန်မာနိုင်ငံကော့တောင်းမြို့၏တောင်ရှိတောင်ဘက် ရေမိုင်နေရာ85မိုင်ခန့် မလေးရှားနိုင်ငံပီနယ်မြို့၏အနောက်အနောက်မြောက်ဘက်ရေမိုင်55မိုင်ခန့်အင်ဒိုနီးရှားနိုင်ငံဘန်ဒါအာချေးမြို့၏အရှေ့ဘက်ရေမိုင်250မိုင်ခန့်နှင့်အိန္ဒိယနိုင်ငံကားနီကိုဘာမြို့၏အရှိတောင်ဘက်ရေမိုင်465မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟုပြုနေပါသည်အဆိုပါမုံတိုင်းငယ်သည် အနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရားနိုင်ပြီးပုံမအားကောင်းလာနိုင်သည်ဟုခန့်မှန်းရပါသည်ယနေ့မြန်မာစံတော်ချိန်ညနေ9နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့်ရင်းနှင့်ဆက်ဆက်လျက်ရှိသောတီရိလင်္ကာနိုင်ငံတောင်ပိုင်းတို့တွင်ဖြစ်ပေါ်နေသောလေဖိအားနှင့်ရေဝန်သည်ဆက်လက်တည်ရှိနေပါသည်အဆိုပါလေဖိအားနှင့်ရေဝန်သည် မြောက်အနောက်မြောက်ဘက်သို့ရွှေ့ရှားနိုင်ပြီးနောက်24နာရီအတွင်းအာကောင်သောလေဖြီအားနည်းရဝန်းဖြစ်သူ၎င်းနောက်48နာရီအတွင်းမုန်တိုင်းငယ်ဖြစ်သူ၎င်းပုံမောအာကောင်လာနိုင်သည်ဟုခန့်မှန်းရပါသည်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်အလဲပိုင်းတို့တွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နှင့်ကြံဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်အင့်မှ တိမ်ထူထပ်နေပါသည် မနက်ဖြန်မွန်းတဲချိန်ထိခံမှန်းချက်တနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါသည်။ရွာရင်ရာနှုံ60ဖြစ်ပါသည်။မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်၊မြောက်ပိုင်းတို့တွင် အများအားဖြင့်တာယာပြီးကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အထင်အင့်ဖြစ်ထွန်းပြီးမိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ တနင်္လာရီတိုင်းဒေသကြီးတွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ခြုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးတီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါသည် နောက်နှစ်ရက်အတွက်ခံမှန်းချက် နေပြည်တော်ပဲခူးတိုင်းဒေသကြီးကယားပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်မြအပူချိန်များအနည်းငယ်လျော့နေနိုင်ပါသည် နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲ့ချိန်အထိခံမှန်းချက်တိမ်အထင်အစ်ဖြစ်ထွန်းမည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲ့ချိန်အထိခံမှန်းချက်တိမ်အထင်အစ်ဖြစ်ထွန်းမည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲ့ချိန်အထိခံမှန်းချက်အများအပြားသားရမည်